ရှင်ပြို့လူသွားတဲ့ကောင်အောင်မျက်စံရန်လူရဲ့ရင်ခုန်ပါလေဒီနှစ်ကလေပို့ပြီးတော့သူ့ရဲ့ comeback လည်းဖြစ်တယ်ပြီးတော့ comeback ထဲမှာမှသူဟိုကောင်းကောင်းကားလေးတွေရှိထားတယ်ဆိုတော့များလည်းများတယ်ပါဝင်တဲ့ကားလေးတွေအရဆိုသူ့ဒီနှစ်တော့ညီမတယောက်အနေနဲ့တော့မျှော်မှန်းမိပါတယ်ဟုတ် ဟုတ်ကဲ့သူလည်းသူပြောင်းလဲလာတယ်သူစိတ်အနေထားရနေမှာပေါ့နော်နောက်တစ်ခါကျတော့တီးတို့ဟိုသူကြားထဲမှာကောင်းကောင်းနားလိုက်တာနဲ့ရောပြန်လာတဲ့ခန်းဘက်ကကောင်းသောခန်းဘက်ဖြစ်ဖို့သူလည်းအများကြီးစူးစမ်းထားပါတယ်ဟုတ်ဟာယာကွာမီကိုဖိုစီမိမေတို့တို့မိခိုးပေးဆိုဒီမှာခိုးရပြီပေါ့ဟာလေဟုတ်ကဲ့မဟုတ်ဘူးခေကျော်တော်လို့နေနေတော့ပစမပေးကျင်တာငါတို့ကသူများမင်္ဂလာဆောင်တယ်မနေ့ခိုးလာတယ်အကောင်မလေးမင်္ဂလာဆောင်မနေ့ပြန်มาဟာကွာဩကိုကြီးတော့တောင်းအောင်လောကလေအယူ ရှိပါတယ်ကိုကြီးရဲ့တခါတလေအပြုမူတွေဒီထဲမှာပြောသွားတဲ့ဟိုညနာမူရာတွေကတခါလေးကိုကိုကိုဆုံးမတဲ့အခါမျိုးတွေကိုနဲ့ပတ်သက်ရင်ဖြစ်တဲ့ပုံစံလေးတွေဆိုတော့ဒါလေးတွေတော့မြင်ရပါတယ်ဟုတ်ကိုကြီးမြမလေးရေးဝိုင်းလိုက်ကိုကြီးက ဒါဒီကတော့ theory အကိုရဲ့ဒါပါဝင်တဲ့ရုပ်ရှင်ကားလေးလည်းဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့ဒါဝက်တက်ဖြစ်တာပါဟုတ်ခိုးရအပိတ်ပေါ့ကွာဒါဇလန်တွဲလေးတစ်ခု theory ရိုက်ထားပါတယ်အဲ့ဒါလေးလည်းပြဖို့ရှိရဲနောက်ဒီကနေ့ပြောရဆိုရဲဒါရုပ်ရှင်ဇာတ်ကားကြီးတစ်ခုလည်းယုံတင်မှုရှိပါတယ်ဒီကားကြီးလည်းအမြန်ဆုံးယုံတင်မှုဒါညောင်းလဲပါတယ်ဟုတ် တီးရိုးနေထားတာကြတော့လေဇရွေးရတဲ့နေထားအထိမရောက်သေးပါဘူးဒါပေမဲ့ကံကောင်းစွာပဲ 3C လာရဲ့တက်တွေကတီးသဘောကျတဲ့ character လေးတွေလေးဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့မှအဆင်သင့်သွားတာပေါ့နော်ဟုတ်ကဲ့အဲဆိုတော့အဓိကကတော့ကိုလုံးနိုင်စွမ်းပေါ့ကိုလုံးနိုင်မှာလာပြီးတော့ဒီ character ပေါ်မှာကိုဘယ်လောက်ထိယုံကြည်မှုရှိလဲ အဲ့ဒါပေါ်မှာပဲမူတည်ပြီးတော့တီးလို့ရှေ့ရှေ့ဆက်ပြီးလုပ်ဖြစ်တာပါဟုတ်အာဒီကျမရဲ့ villain ဇလန်တွဲလေးပေါ့နော်မဟာမှာပြတာသွားရကျမရဲ့ villain ဇလန်တွဲလေးရဆိုတီးပုတ်ပုတ်ပုတ်တော်တော်လေးရဲ့သဘောကျပါတယ်အာနောက်ပြီးတော့အခုဒီပြမဲ့ဟာဆိုလို့ရှိရင်နှစ်ခုသလုံးသဘောကျတယ်ဒီပြမဲ့ပြောရဆိုတဲ့ဇကားကြီးမှာရောနောက်ဒီဇလန်တွဲလေးမှာဒါများဆိုတဲ့ကောင်မလေးနေရာမှာတယောက်ဆောင်ထားတော့နှစ်ခုလုံးပုတ်ပုတ်ပုတ်ပေါ့နော်ကျင်းတဲ့အားရမှုရှိပါပြိတက်ကအဖြေကိုတော့စောင့်ကြည့်ရအောင်အဲ့လိုအရင်ကတော့ तू ကလိုက်ပြောပေးရတော့မရှိဘူးဘာလို့လဲဆိုတော့ကိုယ့်ကိုဆုံးဖြတ်ချက်ချနိုင်လို့ဒါမဲ့တီရီ တော့လိုအပ်တဲ့အထင်နဲ့ဟာလေးတော့မေးဖြစ်တယ်ရှင်။ဘယ်အခုညအခုအာကြံ့ညံ့တောင်းဖြစ်တယ်ပေါ့။ကိုကြီးက drama တွေနဲ့ပို့လိုက်တယ်လို့ထင်တယ်ရှင်။ဒါ drama တွေဆိုရင်တော့ချမ်းပြည်နာတော့ကြတော့ဘာအထုတ်ရတာရှိတာပါ။ဒါပေါ့အကောင်လုံးကတူယူစရာကြီးပါပဲ။တီးတို့ကိုထက်ကြီးရဲ့ ဘယ်သူ့ဘုံမဆိုဒီဒီလုပ်ငန်းမှာကိုထက်ရှေ့ရောက်နေရတာဘယ်သူ့ဘုံမဆိုဒီလိုတို့ယူเสียရပါပဲဟုတ်ရင်းခုံပါတယ်ဒီမြစ်ကလေပို့ပြီးတော့သူ့ရဲ့ comeback လည်းဖြစ်တယ်ပြီးတော့ comeback ထဲမှာမှသူဟိုကောင်းကောင်းကားလေးတွေရှိထားတယ်ဆိုတော့များလဲများတယ်ပါဝင်တဲ့ကားလေးတွေအရဆိုသူ့ဒီနှစ်တော့ညီမတယောက်အနေနဲ့တော့မျှော်မှန်းမိပါတယ်ဟုတ် ဟုတ်ကဲ့သူလည်းသူပြောင်းလဲလာတယ်သူစိတ်အနေထားရနေမှာပေါ့နော်နောက်တစ်ခါကျတော့သီးတို့ဟိုသူကြားထဲမှာကောင်းကောင်းနားလိုက်တာနဲ့ရောပြန်လာတဲ့ခန်းဘက်ကကောင်းသောခန်းဘက်ဖြစ်ဖို့သူလည်းအများကြီးစူးစမ်းထားပါတယ်ဟုတ်ဒီကားလေးကသီးထွေလာကြည့်ရသလောက်တော့ဒါမောင်နှမမေတ္တာပွဲကားလေးဆိုတော့ဒီလိုကားမျိုးလေးလည်းမကြည့်ရတာကြာပြီနော်မောင်နှမအချင်းချင်းဆိုတော့ပြီးတော့တီးရတယ်ကိုယ့်အကိုအနေနဲ့ဆိုပို့ပြီးတော့မှရင်ထဲတော့ရောက်တာပေါ့အဲဆိုတော့ဒါအကောင်းဆုံးတော့မျှော်လင့်ထားပါတယ်ဟုတ်အဲရှိပါတယ်ကိုကြီးရဲ့တခါတလေအပြုအမူတွေဒီထဲမှာပြောထားတဲ့ဟို ညနာဦးရာတွေကတခါလေးကိုကိုဆုံးမတဲ့ခါမျိုးတွေကိုနဲ့ပတ်သက်ရင်ဖြစ်တဲ့ပုံစံလေးတွေဆိုတော့ဒါလေးတွေတော့မြင်ရပါတယ်တော့ဟုတ်ဒါကိုကြီးကားလေးတွေကတော့ကိုဇက်တိုက်လာနေရဆိုတော့ဒါကိုကြီးကိုကိုသူ့ရဲ့ခံဘက်မှာအပေးဖို့ကတော့တီဗီနေနဲ့တခုတခါတော့ပြောချင်မလို့ပါဘူးကိုကြီးကပြိသက်ခက်ခိုင်မှမှရှိထားရဲ့သူဆိုတော့ဒါအားလုံးပဲဆက်ပြီးတော့ဒီလိုမှတော့နှစ်ယောက်ကိုချစ်ဖေးကြပါအောင်ပြောချင်တာနေ